ကြီးမိုဘိုင်းနည်းပညာစံတမ်းမှု ပထမအဆင့်တရုတ်ပြည်စီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံကစစ်ကြီးနီးပညာစမ်းသပ်မှုပထမအဆင့်ပြည်စည်းခဲ့ပြီးအဓိကနီးပညာပေါင်း300ကျော်ဖွံ့ဖြိုးတိုးတက်လာစေချောင်းဆက်မှုနယ်သတင်းရချက်လက်နီးပညာဝန်ကြီးဌာန MIND ကကြတာပရီနေမှာပြောခဲ့ပါတယ် တယုတ်ဟာစစ်ကြီးနီးပညာစံတမ်းမှုကို၄နှစ်ဆက်တိုက်စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ဒူဝွန်ကြီးကြံယုံမင်းက၂၀၂၅စစ်ကြီးဖွံ့ဖြိုးရေးကွန်ဖရင့်မှာပြောသွားပါတယ်။ စစ်ကြီးဆိုတာခလာမဲဆယ်စုနှစ်ရဲ့ကမ္ဘာလုံးဆိုင်ရာမျိုးဆက်သစ် digital သတင်းရချက်လက်ကွန်ရက်အခြေခံအုတ်မြစ်ကိုဆိုလိုတာဖြစ်ပါတယ် MIND ရဲ့တင်ပြချက်အရစစ်ကြီးနည်းပညာဖြင့်လုပ်ငန်းခန္ဓာမျိုးမျိုးမှာပေါင်းစပ်ဖန်တီးမှုတွေရရှိဖို့မျှော်လင့်ထားသလိုအရာအလုံးချာမှာဆက်သွယ်ပေးသွားနိုင်ဖို့ရည်မှန်းထားပါတယ် စစ်ကြီးနီးပညာအတွက်တရုတ်ရဲ့စမ်းသပ်မှုအဆင့်၃ခုထဲမှပထမအဆင့်ကအဓိကနီးပညာစမ်းသပ်မှုတွေဖြစ်ပြီးဒုတိယအဆင့်ကနီးပညာပိုင်းဖြည့်ရှင်းချက်တွေဖြစ်ကတတိယအဆင့်ကကွန်ရက်စမ်းသပ်မှုဖြစ်ပါတယ်စစ်ကြီးမိုဘိုင်းဆက်သွယ်ရေးနည်းပညာသူရတနာအားမြင့်ဖို့အတွက်တရုတ်မှစက်မှုပညာရှင်တွေတက္ကသိုလ်ပညာရှင်တွေသူရတနာအဖွဲ့တွေစုစည်းသွားမှာဖြစ်ပါတယ်။ စစ်ကြီးနီပညာစံနှုန်းများအတွက်တက်မှန်ချက်များကို2029ပထမနှစ်ဝမှာဖွဲ့စည်းသွားက2029ပထမနှစ်ဝမှာပြည်မြောင်ဖို့မျှော်မှန်းထားကြပါသည်ယခုအချိန်အထိစစ်ကြီးနဲ့ဆက်ဆက်တဲ့စာတန်းတွေသူရိတနာတင်ပြချက်တွေ80ကျော်ထုတ်ပြန်ထားပါသေး။ စစ်ကြီးနိပညာမျိုးမျိုးရဲ့ပပောင်းဆောင်အသည့်ပြုစစ်ဆေးချက်တွေပြုလုပ်ထားပြီးနေပန်အနှံ့မှာစမ်းသပ်ချက်များပြုလုပ်သွားမယ်လို့တရုတ်မိုဘိုင်းသုတေသနအဖွဲ့ရဲ့ချူချာ research laboratory မှလက်ထောက်ညွှန်ကြားရေးမှူးကျင်ချင်းကပြောသွားပါတယ်လို့သိရပါတယ်ရှင်။